တိုင်းနိုင်ငံများ အတွက်ဆူတောင်းခြင်းဆူဒန်နိုင်ငံအတွက်ဆူတောင်းပါဂလာတိဩဝါဒစာအခန်းကြီး6အငယ်30ထို့ကြောင့်ငါတို့သည်အစဉ်သင့်သည့်အတိုင်းယုံကြည်ခြင်းဤအိမ်သူအိမ်သားတို့၌အထူးသဖြင့်ယေရှုပြုလျက်ခတ်သိမ်းသောသူတို့အားယေရှုပြုကြကုန်အာမင်ဆူတောင်းကြပါစို့ ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းပိုင်တာကုသိုလ်တော်မူသောအဖသာရဗျာကျေးဇူးတော်ကြီးလာပါ၏ဟုဝန်ခံဝတ်ဆိုပြီးချီးမွမ်းကြပါ၏တိုင်းနိုင်ငံများအတွက်ဆုတောင်းရ၌ဆူဒန်နိုင်ငံအတွက်ဆုတောင်းကြပါ၏ထိုနိုင်ငံ၏ပြင်းမာသောအပြစ်များကိုဝင်ချလျက်တောင်းပန်ကြပါ၏ပါ ဆူရန်နိုင်ငံသားတိုင်းဒီကျေးဇူးကိုခံတင်တော်သူတို့အားကျေးဇူးပြုတတ်တော်သူများဖြစ်စီတော်မူပါထိုနိုင်ငံ၏အစိုးရသည်လည်းဖျားသခင်၏ကျေးဇူးတော်ကိုခံစားရရှိ၍ချီးမွမ်းတတ်သောကောင်းဆောင်များဖြစ်ကြရန်သူတို့အားဝိညာဉ်တော်ဖျားသွန်သင်ပြတတ်တော်မူပါအဖဖျားသူတို့သည်စိတ်နှလုံးအကျွမ်းမွဲ့နှုတ်မွက်လျက် ဖျားသခင်ဤကောင်းမြတ်ကြောင်းအစဉ်ဝန်ခံတတ်ကြစီရန်ဆုတောင်းပါ၏အတင်းတော်၌ရှိသောအတင်းသားတိုင်းသည်ဖျားသခင်နှင့်အချိန်ယူတတ်ပြီးတိုးဝင်ခြင်းအပြင်ဖျားအတန်ကြား၍ကိုရောဤအလိုတော်နှင့်အညီအမှုတော်မြတ်၌မိမိ၌ပေးအပ်ထားသောဝိညာဉ်စုကြည်စုဖြင့်ကြာရာတာဝင်မှပါဝင်ထမ်းဆောင်ခြင်းဖြင့် ဘုရားသခင်၏ဘုန်းတော်နာမတော်ကိုထင်ရှားနိုင်ပါမည်အကြောင်းသခင်ယေရှုနာမ၌အကျွန်ုပ်တို့ဆုတောင်းကြပါ၏အာမင်